မင်္ဂလာပါခင်ဗျာ Revelu Burma News Channel ကနေပြီးတော့ဇန်နဝါရီလ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်ကောင်စီကစစ်လေရဲများနဲ့တော်လိုင်းအဖွဲ့များရဲ့နယ်မြေများကိုဘုံကျဲမှုများလုံဆောင်ရမှာအမျိုးသမီးလေတရဲများကိုစတင်အုံပြုနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသမီးလေတရဲတွေကိုအရင်ကတည်းကတုံးပါတယ်။ဒါပေမဲ့အဓိကဆက်စင်ရေးတွေမှာတုံးတာမျိုးပေါ့။ဒါတော့တော့ပမာဏများများဆဆတုံးတာမျိုးမရှိခဲ့ဘူး။အခုကတော့အရေးအတွက်များများဆဆနဲ့ကိုတွဲဖက်လေတရဲတွေအဖြစ်နဲ့ဆက်စင်ရေးတွေမှာစတင်ပြီးတော့အုံပြုနေပါတယ်။ ်ဒရက်ဖတ်တွေအဖြစ်နဲ့စတင်လေ့ကျင့်အသုံးပြုနေတာပါလို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောပြထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကစတင်အသုံးပြုနေတဲ့အမျိုးသမီး၄သိန်းရဲများထဲမှာဇန်နဝါရီလ16ရက်နေ့မိထီလာလေရင်မောင်းတင်တန်းအပတ်စဉ်86တင်တန်းစင်းများစွာပါဝင်ပြီးတော့ရခင်လေတရဲပိုက်လို့အမျိုးသမီးများစွာလဲပါဝင်နေတယ်လို့သိရပါတယ်လက်တလုံးမှာအမျိုးသမီးလေတရဲများကိုမိထီလာလေတက်ကစစ်လေရဲများနဲ့ဘုံကျက်ပြစ်ခတ်တိုက်ခိုက်တဲ့စစ်စင်ရေးများမှာ တွဲဖက်ပြီးတော့စတင်လေ့ကျင့်အသုံးပြုနေခြင်းဖြစ်ပြီးတော့ကျွမ်းကျင်လာရန်နဲ့အမျှနေပြီးတော့ရန်ကုန်နဲ့အခြားသောလေတပ်များကိုခွဲဝေပြီးတော့တာဝန်ချထားမှာဖြစ်တယ်လို့သိရပါတယ်။အမျိုးသမီးလေတရဲတွေထဲမှာတိုက်လေရင် pilot လေတရဲများနဲ့ MI70, MI35 ရဟယင် pilot များလည်းပါဝင်တယ်လို့သိရပါတယ်။အခုလိုမျိုးစစ်လေရဲများနဲ့ဘုံကျက်ပစ်ခတ်နေတဲ့စစ်စင်ရေးများမှာအမျိုးသမီးလေတရဲတွေကိုအစားထိုးပြီးတော့အသုံးပြုလာခြင်းဟာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့တိုက်ရိုက်ညှို့ချချက်အရာဖြစ်တယ်လို့သိရပါတယ်။အမျိုးသမီးတွေအနေနဲ့ အမျိုးသားလေတရေပိုင်လော့များထက်အထက်ကပေးအပ်တဲ့အမိန့်ကိုတသွေးမတိန်ထမ်းဆောင်နိုင်ရင်ပုံမို့ပြီးတော့နေရာပေးရန်နဲ့ယာရူးပေးရန်မှာညွန်ကြားချက်များရှိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းရေပြည်မြို့နယ်နဘူးလေစိတ်ကမ်းမှာစစ်ကောင်စီရဲ့လက်နက်ခဲယမ်းများကိုစုပုံထားတဲ့အချိန် drone နဲ့ဘုံကျဲတိုက်ခတ်ရာ drone နဲ့စီအပါအဝင်လက်နက်ခဲယမ်းများမိလောင်ပောက်ကွဲပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇန်နဝါရီလ21ရက်နေ့မွန်းလွဲ2နာရီအချိန်ကန်ကရေပြင်းမြို့နယ်နဘူးလေရေနဲ့စိတ်ကန်းအနီးပင်လယ်ပြင်မှာရှိတဲ့စစ်သင်းဘောပေါ်ကနေပြီးတော့နဘူးလေရေနဲ့စိတ်ကန်းမှာရှိတဲ့အကြမ်းဖက်အခြေစိုက်တပ်စခန်းကိုလက်နက်ခဲယမ်းများဖြည့်တင်းရန်အတွက်ရေလမ်းကြောင်းကနေတဆင်းမာတီဒရုန်းနှစီအပါအဝင်လက်နက်ကြီးလက်နက်ငယ်နဲ့ခဲယမ်းအများအများကိုတဲဆောင်လာခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတဲဆောင်လာပြီးတဲ့နောက်နဘူးလေစိတ်ကန်းမှာစုပုံထားကအခြေစိုက်စခန်းကိုတဲဆောင်ရန်ကားဆောင်နေတဲ့အချိန်တော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်က drone နဲ့ဘုံဒီသုံးလုံးကျဲချပြီးတော့တိုက်ခိုက်ခဲ့ရာစုပုံထားတဲ့လက်နက်ခဲယံဘုံအတွင်းကိုကြက်ရောက်ပောက်ကွဲပြီးတော့ multi drone နဲ့စီအပါအဝင် လက်နက်ကြီးလက်နက်ငယ်နဲ့ခဲယံအမြောက်အမြောက်အလုံးနီးပါးမိလောင်ပောက်ကွဲပြီးတော့ပျက်စီးသွားတယ်လို့သိရပါတယ်။ဒေသုံထိခိုက်မှုကတော့မသိရသေးပါဘူး။ drone ဘုံဒီကျဲချတဲ့အချိန်မှာအကုန်လုံးကထွက်ပြေးကုန်ကြတာစိတ်ကန်းကိုရောက်ပြီးကမ်းပေါ်မှာလက်နက်ခဲယံတွေစုပုံထားတဲ့အချိန်ဘုံဒီကျဲချခဲ့တာပါ။ဘုံဒီသုံးလုံးချခဲ့ပါတယ်။ ်လက်ရှိတော့အဲ့ဒီစိတ်ခွဲတွေနဘူးလေစိတ်ကန်းကနေပြီးတော့သူတို့အခြေဆိုင်တဲ့စခန်းကိုရောက်သွားကြပြီလို့ဘာထူးတက်မတော့ BHA တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို KNLA တပ်မဟာ6တရင်29နဲ့ဘာထူးတက်မတော့ BHA တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အနာသိန်းဆက်တက်ကလေကြောင်းတိုက်ခိုက်မှုကိုနိုင်ငံရဲ့နေရာဒေသအသီးသီးမှာအဓိကထားပြီးတော့အသုံးပြုပြီးတိုက်ခိုက်လာတာနဲ့အများပြည်သူများအနေနဲ့လေကြောင်းတိုက်ခိုက်မှုအနေကနေကာကွယ်နိုင်ရန်အတွက်ကြိုတင်ပြင်ဆင်မှုများကိုလုံဆောင်ထားကြရန်အလေးနက်ထားပြီးတော့တိုက်တွန်းထားတယ်လို့ ယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့လက်ကင်ထုတ်ဖြစ်တဲ့ပြူစောတိများပြည်သူ့စစ်အဖွဲ့ဝင်များနဲ့စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ကြာဆုံးမှုပေါင်းများစွာနဲ့ရင်ဆိုင်နေရတဲ့အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကိုစွန့်ခွာပြီးတော့ပြည်သူရင်ဝင်ကိုအများဆုံးခေါလုံဝင်ရောက်ကြပါရန်ဆက်လက်ပြီးတော့တိုက်တွန်းထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတန်ဆလင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့ရန်ကားမှုကြောင့်ထွက်ပြေးလာရတဲ့ပိတ်ဆက်ကြေးရွာကပြည်သူများကို PDF များကကဲတင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ21ရက်နေ့တိခောက်တောင်စစ်တပ်ကင်းစခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများကခြေရွာများကိုအကြောင်းမဲ့လက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်ခြင်းစစ်ကြောင်းထိုးပြီးတော့ခြေရွာများကိုမိရှုပ်ဖြက်စီးမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်ပိတ်ဆက်ခြေရွာကပြည်သူများကတော်တောင်တွေအတွင်းမှာထွက်ပြေးတိတ်ဆောင်လာရတယ်လို့သိရပါတယ်။ဒါကြောင့်အဲ့ဒီပြည်သူတွေကိုတော်လိုင်းတပ်ဖွဲ့များကခေါ်ယူပြီးတော့ကဲတင်ထားရတယ်လို့သိရပါတယ်။တိခောက်တောင်စစ်ခွေးကင်းစခန်းအနီးက စစ်ခွေးတွေရဲ့ရန်ကားမှုကိုကြောက်ပြီးတော့တောတွေတောင်တွေထဲမှာတိမ်းရှောင်နေရတဲ့ပိတ်ဆက်ကြေးရွာကပြည်သူတွေကိုကျွန်တော်တို့ဒေါင်းကြီးနောင်မြို့ပြပျောက်ကြားတပ်ဖွဲ့နဲ့မင်းဘူးခရအမှန်ငါတရင်တို့ကခေါ်ယူကဲတင်နိုင်ခဲ့ပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ထားပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒေါင်းကြီးနောင်မြို့ပြပျောက်ကြားတပ်ဖွဲ့အနေနဲ့လဲစစ်ရဲအရှိန်မြင့်ပြီးတော့လှုပ်ဆောင်တော့မှာမို့လို့ပြည်သူများအနေနဲ့တိခေါတောင်ကင်းစခန်းနဲ့ကံပြားရဲစခန်းဈာမရှိတဲ့ပတိန်မုံရွာကားလမ်းပိုင်းကိုလည်းအတွားအလာမပြုတ်လောက်ကြဖို့မြစ်တာရက်ခံပါတယ်။ပိတ်ဆက်ကြေးရွာကစစ်ပေးဆောင်ပြည်သူတွေအတွက်ကူညီမှုလေးတွေလည်းလိုအပ်နေပါတယ်လို့ဒေါင်းကြီးနောင်မြို့ ောပြပျောက် जा တပ်ဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်အဲ့ဒီထွက်ပြေးတိမ်းရှောင်လာတဲ့ပြည်သူများကိုဒေါင်းညီနောင်မျိုးပြပျောက် जा တပ်ဖွဲ့နဲ့အတူမင်းမှုခရအမှန်ငါတရင်တို့ကပူးပေါင်းကဲတင်ထားခြင်းဖြစ်ပြီးတော့စစ်ဘေးရှောင်ပြည်သူများအတွက်စားနေရိတ်ခါများလဲအရေးပေါ်လိုအပ်လျက်ရှိတယ်လို့သိရပါတယ်လက်ရှိအချိန်မှာဒေါင်းညီနောင်မျိုးပြပျောက် जा တပ်ဖွဲ့ကစစ်ရဲအရှိန်မြင့်ပြီးတော့လှုပ်ဆောင်တော့မှဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့တစ်ခေါက်တောင်ကင်းစခန်းနဲ့ကံပြားရဲစခန်းချားမှရှိတဲ့ပသိမ်မုံရွာကားလမ်းကိုလုံးဝအသုံးပြုပြီးတော့တွာလာခြင်းမျိုးမလုပ်ကြရင်အတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတရားဝတီမြို့နယ်ရေရင်းကုန်းရွာကပေါ်တာဆွဲဖမ်းဆီးခံရပြီးတော့စစ်သည်ကိုအသွင်းခံရတဲ့စစ်မှုထမ်းတပ်သားတဲ့ကိုချစ်နန်းဟာရခိုင်တိုက်ပွဲအတွင်းမှာတင်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ22ရက်နေ့ရေရင်းကုန်းရွာကကိုချစ်နန်းဟာရခိုင်ပြည်နယ်ရှေတန်းတိုက်ပွဲအတွင်းမှာကြာဆုံးသွားခဲ့တယ်လို့သိရပါဗျ။ကိုချစ်နန်းရဲ့မိခင်ဖြစ်သူထမ်းကိုစစ်တပ်ကလာရောက်ပြီးတော့အကြောင်းကြားခဲ့တယ်လို့ပြောပါတယ်။ ကိုချစ်နန်းဟာဘလို့တည်ဆုံးခဲ့ပြီးအလောင်းကိုဘလို့တကြိုခဲ့လဲဆိုတာကိုတော့အတိမပေးဘူးလို့ပြောပါတယ်၂024ခုနှစ်မေလမှာကိုချစ်နန်းကိုစစ်တပ်ကနေအိမ်အတွင်းကနေပြီးတော့အတေးအဓမ္မပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးစစ်မှုထမ်းတပ်တန်းခွန်နလအကြာမှာရခိုင်ပြည်နယ်ကိုပို့ဆောင်ခံရခြင်းဖြစ်တယ်လို့သိရပါတယ်ရခိုင်ရှေ့တန်းကိုပို့ဆောင်ခံရပြီးတဲ့နောက်မိခင်ဖြစ်သူနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးတော့ကိုချစ်နန်းကိုစစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်က အမေတခုတားတခုဖြစ်တဲ့အတွက်ကြောင့်ဖန်စီခေါ်ဆောင်ချက်မပြုတ်လောက်ကြရင်ငိုယိုပြီးတော့တောင်းပန်ခဲ့တော့လေစက်တက်ကအတေးအဓမ္မဖန်စီခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရပါတယ်ဒါအပြင်ကိုချင်နန်းနဲ့အတူဖန်စီခံခဲ့ရတဲ့မောင်ဝင်းလွင်ဆိုသူကိုလည်းရခိုင်ပြည်နယ်တိုက်ပွဲအတွင်းမှာဒဏ်ရာရရှိကမင်္ဂလာတော်စစ်ဆေးရုံမှာစေကူတာမှုခံယူနေရတယ်လို့စစ်တပ်ကမိသားစုဝင်များကိုအကြောင်းကြားလာခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်မောင်ဝင်းလွင်ရဲ့မိသားစုများကမင်္ဂလာတော်စေယုံကိုတွားရောက်ပြီးတော့တွေ့ဆုံရန်ကြိုးပမ်းရမှာ ပြေဆောင်ခွင့်မရဘဲမောင်ဝင်းလင်ကိုဒဏ်ရာတက်တာသွားတဲ့အတွက်ရှေတန်းကိုပြန်ပို့လိုက်ပြီလို့ပြောဆိုလိုက်တယ်လို့သိရပါဗျ။အလားတူပဲလက်ရှိအချိန်မှာလက်ပန်းကြီးရွာအုပ်စုကအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးသွားတဲ့လူငယ်15ဦးဟာလည်းမိသားစုဝင်များနဲ့အဆက်အသွယ်ပြတ်တောက်နေတဲ့အတွက်မိဘဖြစ်သူတွေကစိုးရိမ်ပူပန်နေကြတယ်လို့ပြောပါဗျ။လက်ပန်းအုပ်စုရေရင်းကုန်းရွာသားမောင်ချစ်နှန်းဆိုသူဟာ ရခိုင်စစ်မျက်နှာပြင်မှာကြာဆုံးသွားပြီလို့မိဘဖြစ်သူထံကိုမနေ့ကပဲအကြောင်းကြားလာတယ်လို့သိရပါတယ်။သူက2024ခုနှစ်9လပိုင်းည10:00နာရီလောက်မှာစစ်တပ်ကအတင်းအဓမ္မဝင်ရောက်ဖမ်းဆီးခြင်းခံလိုက်ရတဲ့ကလေးပါစစ်မှုထမ်းတပ်တန်း9လပဲရှိသေးတယ်။အခုတော့ရှေ့တန်းမှာကြာဆုံးသွားပြီဆိုတော့ကြရည်တဲ့မိခင်ကြီးအတွက်စိတ်မကောင်းပါဘူး။သူတို့ကအမေတစ်ခုတားတစ်ခုဘဝပါမောင်ချစ်နှမ်းနဲ့တညာတဲ့အဖမ်းခံလိုက်ရတဲ့မောင်ဝင်းလွင်ဆိုတဲ့သူကလည်းဒဏ်ရာနဲ့မင်္ဂလာတုံစစ်ဆေးရုံမှာကုသနေတယ်လို့မိသားစုကိုဆက်သွယ်လာလို့သူ့ရဲ့မိန်းမကဆေးရုံကိုလိုက်သွားတာ။ ိုင်ရတက်တာလို့ရှေ့တန်းကိုပြန်ထွက်သွားပြီဆိုလို့မတွေ့လိုက်ရဘူးအခုလက်ရှိလက်ဗရန်အုပ်စုကစစ်မှုထမ်းဥပဒေနဲ့အတင်းကျပေါ်တာဆွဲဖမ်းဆီးထားတဲ့သူ15ဦးခန့်ရှိနေပြီတော့အများစုကမိသားစုနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့ဒေတာတွင်သတင်းရေးမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဟာခါမြို့ပေါ်ကစစ်ကောင်စီတပ်သား၄ဦးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့ CDF ဟာခါထံမှအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၈ရက်နေ့၁၄ရက်နေ့ဒီမှာဟာခါမြို့ပေါ်ကစစ်ကောင်စီတပ်သား၄ဦးဟာလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သား၄ဦးကို CDF ဟာခါကဂုံပြုစုငွေများချင်းပြည်ပေးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းမှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်သားများအနေနဲ့လည်း ်ပြည်သူနဲ့အတူပူးပေါင်းပြီးတော့ဆက်လက်ပြီးအလင်းဝင်ရောက်ရန် CDF ဟာခါကဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။အလားတူပဲပဲခူးတိုင်းအုပ်ဖို့မြို့နယ်မှာအစမစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်တအုပ်ကိုဖမ်းထားတဲ့အချိန်မှာဖုန်းဆယ်လုံးနဲ့ငွေကျပ်၈သိန်းယူဆောင်ပြီးတော့ထွက်ပြေးသွားတဲ့အတွက်လိုက်လံရှာဖွေနေကြောင်းဒေသခံပြည်သူများထံကသိရှိရပါတယ်။ဇန်နဝါရီလ၁၂ရက်နေ့မှာအုပ်ဖို့မြို့လျှက်စစ်ရက်ကွက်ကလူငယ်တအုပ်ကိုအစမစစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးတော့အုပ်ဖို့မြို့ ထွေအုပ်ရုံးမှာဖမ်းဆီးထားတဲ့အချိန်စစ်သားတွေရဲ့ဖုန်းဆယ်လုံးနဲ့ငွေကျပ်၈သိန်းကိုယူဆောင်ပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါဗါတယ်။အဲ့ဒီထွက်ပြေးသွားတဲ့လူငယ်တအုပ်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကမြို့အဝင်းထွက်ဂိမ်းများမှာဓာတ်ပုံပြပြီးတော့လုံခြုံရေးတွေတင်းကျပ်ထားကရှာဖွေတော့လေလက်ရှိအချိန်ထိပြလဲဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ပြောပါဗါတယ်။အခုလိုမျိုးဖမ်းဆီးနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်အဲ့ဒီလူငယ်ရဲ့မိသားစုဝင်များကိုဖမ်းဆီးအရေးယူမယ်ဆိုပြီးတော့ချင်းချောင်းနေကြတယ်လို့သိရပါဗါတယ်။အဲ့ဒီလူငယ်ကအုပ်ဖို့ထွေးအုပ်ရုံးမှာပေါ်တာဆွဲခံထားရတာ လျက်စစ်ရက်ကွက်ကလူငယ်တအုပ်လို့သိရတယ်သူ့ကိုဖမ်းထားတော့မှစစ်ခွေးတွေရဲ့ဖုန်းဆယ်လုံးနဲ့ငွေကျပ်၈သိန်းကိုသူကယူဆောင်ပြီးတော့ထွက်ပြေးသွားတာသူထွက်ပြေးတဲ့နေ့ကလေးကစစ်ခွေးတွေကခြေရှုပ်နေကြတာသူတို့အထက်ကလူကြီးတွေတိမှဆုလို့တရင်မထွက်အောင်သူတို့လုံနေတာ အခုတည်းကထိဖမ်းမမိသေးတော့သူတို့ရဲ့မြို့အဝင်ထွက်တွေမှာပါဓပုံတွေပြပြီးတော့ရှာနေတော့မယ်လူငယ်လေးရဲ့မိသားစုဝင်တွေကိုလည်းဖမ်းမယ်စီးမယ်ဆိုပြီးချင်းချောက်တာတွေရှိတယ်လို့ဒေသခံပြည်သူများကပြောဆိုထားပါတယ်။ဒါအပြင်ရေဦးမြို့ပေါ်မှာလည်းအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်၃ဦးထွက်ပြေးလွတ်မြောက်သွားကြောင်းရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထူးခန့်စွာအမိသားကပြောကြားထားပါတယ်။ဇန်နဝါရီလ16ရက်နေ့မှာရေဦးမြို့အောင်မင်္ဂလာရပ်ကွက်ကအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်၃ဦးဟာပေါ်တာဆွဲထားတဲ့လူငယ်များထားရှိတဲ့ အထက်ကတည်းကကျောင်းကနေထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီထွက်ပြေးလွတ်မြောက်သွားသူများကိုလက်ရှိအချိန်မှာတော်လိုင်းတပ်ဖွဲ့များကထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့သိရပါဗါတယ်။ လွမြောက်လာတဲ့လူငယ်သုံးကစစ်ခွေးတွေကြီးကြီးပြပြလှုပ်ပိတ်လိုက်တာမဟုတ်ဘူးစစ်ခွေးတွေအငိုက်မှာထွက်ပြေးလွမြောက်လာတာလို့သိရတယ်ရေဦးအားထကတဲ့ကြောင်းထဲမှာဖမ်းဆီးခံထားရတာကနေထွက်ပြေးလွမြောက်လာတယ်လို့သိရတယ်လက်ရှိတော့ရေဦးပကဖဘက်ကနေပြီးတော့ဘေးလွယာမှာခေါ်ယူဆောင်ရှောက်ပေးထားတယ်ဆိုတာကိုအတည်ပြုနိုင်ပါတယ်လို့ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထူးခန့်စောအမေသားကပြောဆိုထားပါတယ်အကြမ်းဖက်စစ်တပ်ဟာရေဦးမျိုးကနေပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်များကိုအထက်ကတဲ့နဲ့အထက်ကနဲ့ကြောင်းများမှာဖမ်းဆီးထားခြင်းဖြစ်ပြီးတော့ စစ်တင်တဲ့တင် जा ပေးမှုများကိုတိုင်းရင်းစေးုံအတွင်းမှာတိတ်တဆိတ်လှုံ့ဆောင်နေကြခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျမ်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ you